ားလုံးပဲမင်္ဂလာပါ JSN Anti Knowledge Channel အနေနဲ့ကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့ဆွေးနွေးမယ့်အကြောင်းကတော့ Near 2အကြောင်းပဲဖြစ်ပါတယ်။ Near 2ဆိုတာဘာလဲ။ကျွန်တော်ဒီ JS Project ထဲမှာအများကြီးသုံးရတဲ့ expression တွေရှိတယ်။ဒါတွေကဘာတွေလဲ။ Be feature ကဘယ်ဟာနဲ့အနည်းဆုံးဖြစ်လဲ။ point တစ်ခုက land နေဘလောက်အကွာဝေးမှာ ရှိတယ်လဲ။ဘယ်ဘာကဆေးုံနဲ့ဘလောက်နီးဆုံးမှာ ရှိတယ်လဲ။ ဒီလိုမျိုးကျွန်တော်တို့ special question တွေကိုဖြည့်ရှင်းတဲ့အချိန်မှာဒီ nears 2ကိုတောင်းပြုဒီ nears 2ကဆိုလို့ရှိရင် edges မှာ proximity analysis အတွက်မဖြစ်မနေအသုံးပြုရတဲ့ တို့တစ်ခုဖြစ်ပြီးတော့ import feature တစ်ခုစီအတွက်နေရာ feature layer တွေကနေအနည်းဆုံး feature ရဲ့ Huawei တွေ feature ID တွေသူ့ရဲ့ coordinate system တွေနဲ့အတိအကျတွတ်ထုတ်ပြီးသတ်မှတ်ပေးပါတယ်ဒီနေရာ tools ကိုကျွန်တော် urban planning တွေ public health တွေ transportation တွေ disaster management တွေနဲ့ environment studies အစရှိတဲ့ GIS application များမှာ watch is closest ဆိုတဲ့ special question ကိုဖြည့်ရှင်းပေးရမှာအထောက်အကူဖြစ်တဲ့ tool တစ်ခုပဲဖြစ်တယ် ့ရဲ့ distance calculation ဟာ Euclidean method ကိုအခြေခံထားသဖြင့် projective coordinate system နဲ့အသုံးပြုသင့်ပါတယ်ကျွန်တော်အရှိမအရှင်းပြသလိုအကွာအဝေးတွေ feature id တွေ coordinate system တွေကို attribute table ထဲမှာထည့်သွင်းပေးရဲ့အတွက် location based decision making များအတွက်လုံအသုံးဝင်တဲ့ analysis tool ဖို့ဖြစ်ပါတယ်။အဲ့တော့ဒါကိုကျွန်တော်တို့လက်တွေ့သုံးကြည့်ရအောင်။ပထမဆုံးအနေနဲ့ဒီ near tools ကိုအသုံးပြုအတွက် data အနေထားလေးကျွန်တော်ရှင်းပြခြင်းပါတယ်။ ဒီကတော့ရမဲသိန်းမြို့နယ်ထဲမှာရှိနေတဲ့ရွာတွေဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့ဆေးရုံတွေဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့လမ်းတွေပေါ့နော်လမ်းတွေဖြစ်ပါတယ်အဲဒါတွေဒီကျွန်တော်တို့မြန်မူကနေ download ချထားတဲ့ data တွေဖြစ်ပါတယ်ဒီ data တွေနဲ့နေရာစုကိုအသုံးပြုကြည့်အောင်ပထမဆုံး special question နေနဲ့ဘယ်ရွာကဆေးရုံနဲ့ဘလောက်ဝေးတယ်လဲဆေးရုံနဲ့အနီးဆုံးကဘယ်ရွာတွေလဲဒါတို့ကျွန်တော်တို့ကပထမကြည့်မယ် near 2ဒီ ယူကလီဒီယန်မက်သတ်ကိုအသုံးပြုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ projective coordinate system ဖြစ်ရမယ်ဒါကြောင့်ကျွန်တော်တို့ data frame ကိုကျွန်တော်တို့ကြည့်ကြည့်မယ်ဟော view data frame properties ပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီမှာ projective coordinate system ကိုကျွန်တော်တို့ရွေးထားပါတယ် WGS 1984 UDN 47စုံကိုရွေးထားပါတယ်ပြန်ပေးမယ် okay ပေးမယ်ဒါအရေးကြီးပါတယ်ဒီလိုမျိုးကျွန်တော်တို့ project coordinate system ရွေးထားမှသာလျှင် distance နေရာအမှန်ထွက်မှာဖြစ်ပါတယ်စပြီးတော့ဒီ tool လေးကိုအသုံးပြုကြည့်အောင် S2 ဘောက်ကိုသွားမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ analysis to proximity တဲ့က near ဆိုတဲ့ tool လေးကိုကျွန်တော်တို့ double click နှိပ်ပါမယ်ပြီးတာနဲ့ကျွန်တော်ဒီမှာ import feature မှာ village ကိုရွေးမယ် near feature မှာ hospital ကိုကျွန်တော်တို့ရွေးရမယ်အဲ့တော့ဒီမှာကျွန်တော်တို့က location နဲ့ angle နှစ်ခုရှိတယ်ပေါ့ဒါ option နဲ့မထည့်လဲရတယ်အဲ့တော့တကယ်လို့ location ကိုကျွန်တော်တို့က click နှိပ်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ x y value တန်ဖိုးတွေ near x near y တန်ဖိုးတွေကျွန်တော်တို့ရရှိမယ်ပေါ့နော် နောက်တစ်ခုကကျွန်တော်တို့က angle ပေါ့နော်သူက angle ကိုထည့်မယ်ဆိုလို့ရှိရင်သူနှစ်ခုရှိတယ်အဲဒီ method က planner နဲ့ geodesics ပေါ့တကယ်လို့ဒါကျွန်တော်တို့က planner ကိုရွေးခဲ့မယ်ဆိုလို့ရှိရင်မြောက်ရက်ပေါ့ north ဒီကျွန်တော်90 degree ဒီမြောက်ရက်ဖြစ်မယ်တကယ်လို့ကျွန်တော်က geodesics ကိုရွေးခဲ့မယ်ဆိုလို့ရှိရင်0 degree ကမြောက်ရက်ဖြစ်မယ်အဲ့တော့ကိုအသုံးပြုမဲ့ method ကိုကျွန်တော်တို့ရွေးလိုပါတယ်တကယ်လို့ကျွန်တော် ကတော့အခုလက်ရှိဒီနေရာမှာကျွန်တော်ဒီ geodesics ကိုကျွန်တော်ရွေးလိုက်မယ်ကျွန်တော် down တွေကို မယူတော့ဘူးဒါကြောင့်မလို့ဒီ angle ဆိုတဲ့ option လေးကိုကျွန်တော်ဖြုတ်လိုက်မယ်အဲပြီးရတဲ့ကျွန်တော်ဒီမှာ okay ပေးလိုက်ပါဒါဆိုသူက processing လုပ်နေတယ် processing လုပ်ပြီးသွားပြီဆိုတော့ねဒီအောက်မှာအမှန်ကြီးလေးနဲ့ဒီအစိမ်းရောင်လေးနဲ့နေရာဆိုတော့ပြတယ်အဲဒီတော့ကျွန်တော်ဒီမှာ village ကိုကျွန်တော်တို့ကြည့်ကြရအောင်အဲတော့ဒီမှာ village မှာနေရာ distance distance နေကျွန်တော်တို့ထွက်လာတယ်အဲပြီးလို့ရှိရင် xy တန်ဖိုးတွေလက်လောင်တန်ဖိုးတွေထွက်လာတယ်နောက်တစ်ခုကကျွန်တော်တို့နေရာ feature id ဒီနေရာ feature id ဆိုတာက ကျွန်တော်ဒီဘက်မှာရှိနေတဲ့ hospital ရဲ့ဒီ ID ကိုကျွန်တော်တို့ပြောချင်းဖြစ်ပါတယ်အဲ့တော့ near distance ကိုကျွန်တော်တို့ကြည့်ကြရအောင်အဲ့တော့အနည်းဆုံးဆေးရုံပေါ့နော်ဘယ်ရွာလဲဆိုလို့ရှိရင်မြင်းကြံဆွဲရွာပေါ့နော်မြင်းကြံဆွဲရွာရဲ့အဲနောက်တစ်ခုကထီးလိုင်ဆွဲရွာပေါ့နော်ထီးလိုင်ဆိုရင်195မီတာပဲရှိတယ်ဟုတ်လားမဟုတ်လားကျွန်တော်ဒီမှာဆေးရုံနဲ့ရွာနဲ့ပေါ့နော်ရွာပွိုင်းနဲ့ပေါ့နော်အဲတကယ်လို့ဆေးရုံကဒီထဲမှာရွာထဲမှာတောင်ရှိနေတာပေါ့နော်အဲတော့ကျွန်တော်တိုင်းကြည့်မယ် ော့ဒီမှာရှိနေတဲ့ measure distance နဲ့တိုင်းမယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကရှေ့မှာကျွန်တော် processing လုပ်တော့က geodesic ကိုရွေးရဖြစ်တဲ့အတွက် geodesic ကိုရွေးမယ်ဒီရွာပွိုင်ရနေဆေးရုံကိုကျွန်တော်တို့တိုင်းကြည့်မယ်စုပေါင်း295ဒသမ65ပေါ့နော်65ရှိအဲ့တော့ကျွန်တော်ဒီမှာကြည့်ကြည့်မယ်အဲ295ဒသမဒီမှာ65ပေါ့နော်ရှိပါတယ်ဒါဒီ ကျွန်တော်တို့ Nia Tools ကိုအသုံးပြုပြီးတော့အဲဒီစေယုံနဲ့အနည်းဆုံးရွာတွေကိုရှာတယ်။အဲဒီတော့ကျွန်တော်ဒီဘက်ကအဝေးဆုံးရွာတွေကိုကျွန်တော်တို့လည်းရှာလို့ရပါတယ်။အဲ့တော့အဝေးဆုံးရွာတွေကျွန်တော်တို့ကြည့်ကြည့်မယ်။စေယုံနဲ့အဝေးဆုံးရှိနေတဲ့ရွာပေါ့။စေယုံရဲ့အဝေးဆုံးရှိနေတဲ့ရွာဒီဘယ်ရွာလဲပေါ့ကျွန်တော်ကြည့်ကြည့်လိုက်မယ်။ကြောင်မြောင်းဆိုတဲ့ရွာ။ဒီကြောင်မြောင်းဒီစေယုံနဲ့မီတာ 2000ကျော်လောက်ဝေးတယ်ဗောနော်မီတာ2000ကျော်လောက်ဝေးတယ်မီတာ2000ကျော်ဝေးတာဖြစ်တဲ့အတွက်ဒီရွာမှာနေထိုင်တဲ့သူတွေဒီစေးုံနဲ့ဝေးတာဖြစ်တဲ့အတွက်ကျန်းမာရေးစောင့်ရှောက်မှုတွေခက်ခဲနိုင်တယ်ဒီလိုမျိုးဟာတယ်ကျွန်တော်တို့တွတ်ထုတ်နိုင်ပါတယ်အဲ့တော့ Nias 2ကိုတုံးပြီးတော့じゃကိုလိုချင်တဲ့ special question တွေကိုဖြည့်ကြည့်လိုက်ပါကျွန်တော်ဒီ Nias 2ဟိုသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မေးမြန်းစရာရှိရင်အောက်မှာ comment ပေးပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမှုကိုကြိုင်နေတဲ့တဲ့ဆိုရင်ကျွန်တော် live share ပေးနိုင်ပါတယ် ကျွန်တော်ရဲ့ဆွေးနွေးမှုကမိတ်ဆွေတို့အတွက်အကျိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe ပေးဖို့မြစ်တမ်းရက်ခံလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ